ခမရတို့ဘတ်ဝင်းကျင်မှာအရန်ကြည့်တဲ့အာဟုတွေကိုမြင်မှုလားဒါပေမဲ့ကျွန်တော်ပြောပြမယ်အာဟုမျိုးစိမ်၅ခုကိုတော့ခမရတို့ထည့်မစင်းစားလို့မရဘူးပထမဆုံးကတော့ English Mastiff လို့ခေါ်ပါတယ်သူ့ရဲ့ဇာတိကတော့အင်္ဂလန်ပေါ့ဒီကောင်တွေအရက်အမြင်က28လက်မှနေပြီး33လက်မှလောက်ထိရှိတယ်ကိုလေးကျင်ကဆိုရင်ပေါင်150ရာနေပေါင်130လောက်ထိလေးတယ်တချို့မှတ်တမ်းတင်ထားတဲ့လူတွေကဆိုရင်ပေါင်150လောက်ထိရှိတယ်လို့တောင်မှပဲဆိုကြတယ် ဒီကောင်တွေမှာထူးခြားတဲ့အသွင်ပြင်တွေကတော့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးတွေရှိတယ်။ခြေပြက်တဲ့ဥကောင်တွေနဲ့ကြွက်သားတွေရှိတယ်။တန်မာတဲ့ကိုယ်လုံးတွေရှိတယ်။အယောင်ကတော့ညီညိုရောင်မတ်မုံသီးရောင်ကြက်တက်ွက်ပုံစံအမွှေးတွေတွဲကြနေတယ်။ချစ်စရာကြီးပေါ့ဗျာ။အကြီးပြားတွေကလည်းတွန့်လင်တွတ်တွတ်ကြကြကြီးဖြစ်နေတယ်။စိတ်နေစိတ်ထားနဲ့ဇက်ကိုပြောရမယ်ဆိုရင်ဒီကောင်တွေကရင်ကျေးတဲ့အာဝဘလူးကြီးတွေဖြစ်တယ်။တိမ်မွေ့ပြီးတော့တည်ကြည်တယ်။အကောင်ကြီးသလောက်ဒီကောင်တွေကအေးချမ်းတယ်။ဒီကောင်တွေကမိသားစုကိုကာကွယ်ပေးနိုင်တယ်ကာကွယ်ပေးတတ်တယ်ဒါပေမဲ့ရန်လိုတာမျိုးမရှိဘူး မိသားစုကိုတစ္ဆာရှိပြီးချစ်ခင်တွေ့တာတဲ့ဒီကောင်လေးကိုငယ်ငယ်လေးကတခြားသင်ပေးမယ်ဆိုရင်ပေါင်းသက်ဆက်ဆံရေးလေဒီကောင်လေးကချောမွေတယ်နောက်တစ်ခုကတော့စိတ်ဘာနဲ့လို့ခေါ်တယ်သူ့ရဲ့ဇာတိကတော့ဆွန်ဇလန်ဒီကောင်အမြင်က26လက်မနေပြီးလက်မ30လောက်တည်းရက်ရှိတယ်ပေါင်လေးချင်ကတော့120ကနေ180ပေါင်လောက်ရှိတယ်ဒီကောင်လေးကအကောင်ကြီးကကြီးတယ်တောင်ပေါ်မှာရှိတဲ့ကေသေးရေးအာဝတွေဖြစ်တယ်သူတို့မှာထူထဲတဲ့အမွေတွေရှိတယ် ။အများသောအားဖြင့်တော့အဖြူရောင်တွေအနီရောင်တွေဓာတ်မုံရဲ့အညိုရောင်ကွက်တွေပါတယ်။ပြီးတော့သူတို့ကတွဲကြနေတဲ့မျက်လုံးကြီးတွေနဲ့မပြင်းနေရှိတယ်။စိတ်နေစိတ်ထားကတော့ဒီကောင်တွေကလည်းအကောင်သာကြည့်တာတိမ်မွေ့ပြီးတော့စိတ်ရှည်တယ်၊ကျင်နာတတ်တယ်။ဒီကောင်တွေကကလေးချစ်တတ်တယ်။ဒါကြောင့်မလို့ဒီကောင်တွေကိုကလေးရင်းအာဟုတွေအနေနဲ့လူသိများတယ်။ကလေးတွေနဲ့အလုံးကိုတက်လျော်တယ်။ဒီကောင်တွေကလိုအပ်တဲ့အခါမှာတတိရှိရှိနဲ့ကာကွယ်ပေးတတ်တယ်။အိမ်ထဲမှာဆိုလေဒီကောင်တွေကအေးအေးဆေးနေနိုင်တယ်။ဒါပေမဲ့ရာသီဥတုအေးတာကိုသူကပိုကြိုက်တယ်။ နောက်တစ်ကောင်ကတော့ Great Dane တွေပဲဖြစ်ပါတယ်။သူ့ရဲ့ဇာတိကတော့ဂျာမနီရပါ။ Great Dane တွေရဲ့အရက်အမြန်28လက်မှနေ34လက်မှအထိမြင့်ပါတယ်။ဒါပေမဲ့ဒီကောင်တွေကနည်းနည်းတိတိတူတူဖြစ်တဲ့အတွက်အလေးချိန်ကတော့ပေါင်တရားနေပေါင်100လောက်ထိပဲလေးပါတယ်။ Great Dane ရဲ့ချစ်စရာကောင်းတာကသူ့ရဲ့အရက်ကြီးတွေကမြင့်မြင့်ကြီးဖြစ်တယ်။မျက်နှာကြီးတွေကချစ်စရာကောင်းတယ်ပေါ့နော်။လုံဆိုးဆိုးကြီးနဲ့ချစ်စရာကောင်းတယ်။ပြီးတော့သူ့တို့မျိုးစိတ်တွေကကြတော့အမွှေးတူတယ်နီညိုရောင်နေလာတယ်ချက်တက်ွက်ပုံစံနေလာတယ်အယောင်ဆုံးအနဲ့ရောင်အဲ့လိုမျိုးမိခိုးပြရောင်ဒါမျိုးတွေလာတယ် ဒီကောင်တွေက6လောက်ရှည်ပြီးတော့ကြတော့ဒီကောင်တွေကဟိတ်ဟန်ရှိတယ်ဂုံသိခါရှိတယ်ဟန်မူရရှိတယ်ဒီကောင်တွေကလည်းအကောင်သာကြည့်တာသေမွေတယ်ဖော်ရွေတယ်ပြီးတော့လူခေတတ်တယ်ဒီကောင်တွေကိုယဉ်ကျေးတဲ့ဘလူးရည်လိုတင်စားကြတယ်လူမှုဆက်ဆံရေးကောင်းတယ်ဒီကောင်တွေကလည်းကလေးချစ်တယ်ရမ်းမလို့တတ်ဘူးဒီကောင်တွေကကြီးမားတဲ့ရွယ်စားရှိပေမဲ့လို့ပုံမှန်ကိုလည်းလှူချမှုလိုအပ်တယ်ဒီကောင်တွေအတွက်ဟိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုတာပေါ့နံပါတ်၄ကတော့ Irish Wolfhound လို့ခေါ်တယ် သူ့ရဲ့ဇာတိကတော့အိုင်ယာလန်ဟမ်ပဲဖြစ်တယ်အရက်မြင့်ကတော့လက်မ30ကနေ35လက်မထိမြင့်တယ်ဒီကောင်လေးလည်းမြင့်တယ်အလေးကျေကတော့105ပေါင်နေပေါင်180လောက်ထိလေးတယ်ဒီကောင်လေးကချစ်စရာကောင်းတာအကောင်ကြီးတယ်ဒီကောင်လေးပုံစံကျတော့အရက်မြင့်တယ်တော်တော်လေးလက်ရှိတယ်ကြွက်သားတွေရှိတယ်တံမာတဲ့ကိုလုံးတွေရှိတယ်သူတို့အမွှေးတဲ့ကျတော့အမွှေးကျန်ပြီးတော့ကျတော့ဒီတယ်ရီယာတွေမှာရှိတဲ့အမွှေးမျိုးပေါ့နော်အဲအဲ့လိုအမွှေးမျိုးသူတို့မှာရှိတယ် မိခိုးရောင်ချက်တက်ကွက်ပုံစံလေးရှိတယ်အနီရောင်နားမဝင်အနှစ်ရောင်လေးလည်းရှိတယ်သူတို့ကမျက်နှာရှည်ပြီးတော့ကြာတော့ဟိတ်ဟာရှိတယ်သူတို့ကလည်းဂုံတက်ခါရှိတဲ့ပုံစံမျိုးပေါ်တယ်သူတို့ကလည်းအကောင်သာကြည့်တာရင်ကျေးသိမ့်မွေတယ်ချစ်ခင်တွေ့တာရတယ်ပြီးတော့ကြာတော့ဒီကောင်တွေက site horn လို့ခေါ်တဲ့အမြင်အာရုံကောင်းတဲ့အမဲလိုက်အာဝူတွေထဲမှာရင်ကျေးတဲ့ဘလူးတွေလို့သူတို့ကလည်းတင်စားကြတယ်တတ်တရှိတဲ့အမဲလိုက်အာဝူတွေဖြစ်တယ်ဒါပေမဲ့အိမ်ထဲမှာတော့သူတို့ကအေးအေးဆေးဆေးပဲနေတတ်တယ်မိသားစုကိုစိတ်ရှည်ပြီးတော့တည်ခတ်တယ်သစ္စာရှိတယ် နောက်တစ်ခုကတော့လီယွန်ဘာဂါလို့ခေါ်တယ်။သူ့ရဲ့ဇာတိကတော့ဂျာမနီနိုင်ငံရမှာဖြစ်ပါတယ်။လီယွန်ဘတ်မျိုးပါပေါ့။သူတို့ရဲ့ရက်ကတော့26လက်မနေပြီး31လက်မလောက်ထိရှည်တယ်။လေးချိန်ကတော့ပေါင်130ဆန်နေပေါင်190လောက်ထိရှည်တယ်။ဒီကောင်လေးရဲ့ထူးခြားတဲ့အသွင်ပြန်တော့ level 1 white မှာရှင်သေးလိုမျိုးအမွှေးတွေရှိတယ်။ထူထဲတဲ့အမွှေးနဲ့ထပ်ရှိပြီးတော့ကြတော့ရွှေရောင်နေနေညွန်ရောင်နေရှိတယ်။တန်မာပြီးတော့ခံကြတဲ့ကိုလုံးရှိတယ်။ဒီကောင်လေးရဲ့စိတ်နေသဘောကတော့အဲ့လိုပဲအကောင်ကြီးကြီးတွေကချစ်စရာကောင်းတာကဒီကောင်လေးကအေးဆေးတယ်၊တိမ်မွေ့တယ်၊ချစ်ခင်တတ်တယ်။ ီကောင်တွေကိုမိသားစုမှာအဖော်အဖြစ်မွေးဖို့အလွန်ကိုတင်ကြော်တယ်။ပြီးရင်ကလေးတွေနဲ့ကစားရတယ်သူကကြိုက်တယ်။အဲ့တော့ကလေးတွေနဲ့ထားလို့ကောင်းတယ်။ပြီးတော့ကာကွယ်ပေးတတ်တယ်။ရန်လိုတာမျိုးမရှိဘူး။ဒါလို့ဆိုရင်တော့ကမ္ဘာအကြီးဆုံးအာဟုမျိုးစိတ်၅ခုနဲ့သူတို့ရဲ့ချစ်စရာကောင်းတဲ့အမူအကျင့်တွေကိုသိလောက်ပြီးတော့ထင်ပါတယ်။ခင်ဗျားတို့တော့ဒီထက်မှဘယ်ဟာကိုကြိုက်လဲပြောသွားကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။